Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့စတေးရီးရဲ့မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်ဒါအသင်းဘက်ကတော့လူငယ်ကစားမားလေးဖြစ်တဲ့ Reece Monroe ကိုဒါ professional စာချုပ်ပေါ့နော်ပထမဆုံးချုပ်ဆိုခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်အသင်းရဲ့ရာသီပိတ်ခြေစွမ်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါဒီကစားမားလေးကအဲပါဝင်ကစားနိုင်ခဲ့တဲ့မိနစ်တချို့ရှိတယ်ပေါ့နော် ဆိုတော့ဒါကြောင့်ဒီကစားမလေးကိုအတင်းပတ်ကတော့ professional စာချုပ်ချုပ်ဆိုခဲ့ပြီပေါ့လေဆိုတော့ congratulation ပါဒီကစားမလေးထိုက်တန်တာကျွန်တော်ရသွားတယ်လို့ပဲကျွန်တော်မျှော်လင့်ရမှာပေါ့နော်ဆိုတော့ number 2အနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင် Manchester United ရဲ့ဘက်ကတော့ Ghana ချူတွေပေါင်သန်း80တိတန်ကြီးတက်မှတ်ထားကြောင်းကျွန်တော်သိရတယ်ပေါ့နော် Aston Villa, Chelsea, Atletico Madrid, Napoli နဲ့ Leverkusen တို့လိုအသင်းမျိုးတွေကဂါနာချူကိုခိုးဖို့အတွက်အမှန်ကန်စိတ်ဝင်စားနေကြတယ်။ United ရဲ့ဘက်ကလည်းဒီနေရာဒီပြောင်းချူမှာလက်လွတ်ဖို့ရှိတယ်ဆိုတော့ ကာနာချိုနဲ့ပတ်သက်ပြီးတော့ဘယ်အသင်းကတရားဝင်အမှန်ကန်ရအောင်ခေါ်ဖို့ကြိုးပမ်းလာမလဲကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့တန်း80ဆိုတာကအမှန်တကယ်တန်း80ရရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့တန်း80ဆိုတဲ့အပြောင်းအရွှေ့ကတော့အသင်းတို့ကတော်တော်ကိုအလုပ်လုပ်ဖို့ခင်းရင်ပါလိမ့်မယ်အလုပ်လုပ်ဖို့တော်တော်ကိုခင်းရင်ပါလိမ့်မယ်ဒါပေမဲ့ကယ်တန်းတွေးကြည့်ရင်အသက်20ပဲရှိသေးတဲ့ကစားမလေးတယောက်ပရီးမီးယားလိမှာအာဝန်ခွင့်ကြဖြစ်ပြီးသားကစားမလေးတယောက်ကျုံးကန်ရပါတယ်ဆိုတဲ့ယာတီမှာတော့မှကျွန်တော်ဘရူနိုဖရန်နက်စ်ပြီးလို့ရှိရင်ဗျာယူနိုက်တက်မှာ GE အများဆုံးကစားမတယောက် ါငငယ်လေးပဲရှိသေးတယ်နော်အသက်20ပဲရှိသေးတာတခြားအသင်းမှာ assistant နေနဲ့အသားကြပြီးသားအသင်းတင်းကိုရောက်သွားမယ်ဆိုရင်အများကြီးပူကောင်းလာနေတယ်အဲ့ဒါပြင်အသက်ကလည်းဒီမိုင်းလို25 26မဟုတ်တော့ဒီကစားမကောင်းလို့သုံးမယ်ဆိုရင်ကျွန်တော်နောက်ထပ်10နှစ်ဆိုလည်းဟုတ်တယ်ဗျ12နှစ်ဆိုလည်းဟုတ်တယ်ဗျ ဆိုတော့တန်း90ဆိုတာတကယ်တမ်းတွေးကြည့်လို့ရှိရင်တော့ဗောနော်တို့ဖြစ်လာနိုင်တဲ့အရာတွေကိုတွေးကြည့်ရင်တော့တန်တယ်လို့ပြောရမှာပေါ့ဗျာဝယ်မဲ့အသိတွေအတွက်ဒါပေမဲ့လက်ရှိချိန်ကြီးကတွေးကြည့်ရင်အာဒီကောင်ဘာကောင်းလို့လဲလို့သိရမနော်ဘာမြန်တဲ့လောက်ထိပြေးဖို့เนาะတန်ကြီးရှိလို့လဲလို့ဘာလို့ကျွန်တော်တို့ဒါပြောကြမှာတော့ရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တန်း90ဆိုတာတော့အသိတွေအလုံးလုံးဝခဲရင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပရီးမီးယားရဲ့အသိတွေဆိုလို့ရှိရင်တော့မင်းချလာချရောင်းတာရောင်းတန်း90နဲ့ပြဿနာမရှိဘူး channel အသိတွေထင်ကျွန်တော်တို့ဆိုလို့ရှိရင်တန်း40မြန်တန်း40 တန်း90မြင်စေမြင်တန်း90တည်တယ်မလားနော်ရနိုင်တယ်များများများနဲ့ရောင်းဖို့တော့လိုတာပေါ့ဗျာဆိုတော့ဒီထဲမှာ Aston Villa ပေါ့နော် Aston Villa ကခေါ်ဖို့မရှိပါဘူးနော်ဒါ100%တည်ကြတယ် Aston Villa ဟာသူတို့ကိုသူတို့တောင်းမှဘယ်လိုပြောမလဲ PSR rules တွေ FFP rules တွေနဲ့မညှိဖို့သူတို့ကျူးပန်းနေရတာနော်ဆိုတော့ Aston Villa တို့ဘာလို့ကဂါနာချူကိုခေါ်နိုင်မဲ့အခြေအနေမှာကျွန်တော်ရှိမနေပါဘူးနော်နောက်တစ်ခုကအဲ Chelsea ပေါ့ Chelsea ကတော့ခေါ်နိုင်စွမ်းတော့ရှိတာပေါ့လေအဲမဲ့လို့ဂါနာချူဆိုတာတဲ့သူတို့က Dortmund ရဲ့တောင်ပံကစားမလေးဖြစ်တဲ့ Jamie Gittens ကိုသူတို့ပို့ပြီးတော့ချူးပန်းနေတာ ဂျမီကေဒန်ကဒီဘယ်လိုပြောမလဲအွာအတွက်ပေါ့နော်ဒီဒေါမွန်ဒေါမွန်နာဒေါမွန်ဘက်ကချယ်ဆီဘက်ကကန်နန်ထားသမီးတွေကိုသူတော်တော်များများပယ်ချနေတယ်ပယ်ချနေတယ်ဆိုတော့ကိုနဲ့အက်တလတီကိုမက်ထရစ်ဘက်ကလည်းစိတ်ဝင်စားတယ်ဆိုတော့ AD ကသူတို့တကယ်လိုချင်ရင်တော့ရအောင်ခေါ်နိုင်တဲ့အသင်းမျိုးပါအက်တလတီကသူတို့ကြိုက်တဲ့ကစားမတွေဆိုစည်းအမှန်ကန်ပေးပြီးတော့ခေါ်လေးရှိတယ်ဒါပါတော့ဂျူလီယန်အေဗာရက်စ်ကိုတန်တရာနီးပါးနဲ့ရအောင်ခေါ်လိုက်တာမျိုးဂျာအိုဖီလစ်ကိုပေါ့နော်တန်တရာကျော်နဲ့ကျွန်တော် ခေါ်လိုက်တာမျိုး ာမိုရီကျွန်တော်ရှိတယ်ဗျာနာပိုလီဘက်ကတော့အသင်းဒီကစားမလေးကိုစိတ်ဝင်စားမှုအမြင့်ဆုံးပဲနာပိုလီကဒီကစားမကိုအမှန်ကန်လိုချင်တယ်တကယ်လည်းပဲစိတ်ဝင်စားတယ်ဒါပေမဲ့ပြောင်းရွှေ့ကြီးကတော့တန်း40နဲ့တန်း50ဝန်းကျင်ကြပဲသူတို့ပေးနိုင်မှာအသင်းတွက်ကတော့သူတို့တန်း50လောက်ရရင်ကိုပဲမစိုးဘူးပေါ့နော်ဒါပေမဲ့နာပိုလီကတန်း40လောက်ပဲပေးချင်နေတယ်ဆိုတော့တကယ်ဆွေးနွေးနိုင်တယ်ဆိုလို့ရှိရင်ကနာချူနဲ့နာပိုလီရဲ့အပြောင်းအလဲကကျွန်တော်ဖြစ်ဖို့များတယ်။လီဗိုကူစင်ကတော့ငွေကြီးအများကြီးပေးမိတယ်မှာမပါဘူး။နီးပြပြတဲ့ Everton ကပြောင်းသွားလို့ဒါဒီတရင်ကထွက်လာတာလို့ပဲကျွန်တော်ယူဆတယ်။ အဲသူတို့ကရှိတာပေါ့နော် Florian VS တို့ဘာလို့ထွက်ဖို့ရှိတယ်ဆိုတော့ပြန်တော့အစားထိုးရမှာဒါပေမဲ့ကာနာချူကိုတန်း80တန်း60ပြီးပြီးတော့လီဗာကူဇင်ခေါ်ဖို့အတွက်ဂျူပန်လာမှုကအချိန်နည်းနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ခြုံကြီးရရင်လက်ရှိကာနာချူနဲ့ပတ်သက်လို့သတင်းထွက်တဲ့တဲမှာနာပိုလီဒါအချိန်နည်းအကောင်းဆုံးမှာနာပိုလီဒါကျွန်တော်အချိန်နည်းအကောင်းဆုံးမှာအက်တလတီကိုမထွက်ကြလဲသူတို့ရဲ့အကယ်ဒမီကနေထွက်လာတဲ့ကစားမားတွေဗျာကျွန်တော်တို့ကအက်တလတီကိုအကယ်ဒမီကနေယူရို9သိန်းနဲ့လား8သိန်းနဲ့လားမသိဘူးကျွန်တော်ဝယ်ခဲ့တာဆိုတော့ဒီကစားမားလေးကိုပြန်ခေါ်ဖို့သူတို့ဂျူမပန်းမှုမဂျူပန်းမှုလို့တော့ပြောလို့မရဘူးဒါပေမဲ့ နာပိုလီဒီအခြေအနေအများဆုံးအသင်းမှာနော်လုံးဝမဖြစ်နိုင်တဲ့အသင်းကတော့ကျွန်တော်အက်စတွန်ဗီလာပါအက်စတွန်ဗီလာဘက်ကသူတို့ငွေမရှိဘူးပေါ့နော်ဆိုတော့ဒီအပြောင်းအချွေကသူတို့အတွက်အင်မတန်လှုပ်လှုပ်ခဲရင်ပါလိမ့်မယ်ဆိုတော့ဒါကတော့လက်ရှိမှာအသင်းရဲ့ဂါနာချူနဲ့ပတ်သက်တဲ့ဖြစ်နိုင်တဲ့အပြောင်းအချွေတွေပါညီကလို့နေနေရောဂါနာချူကိုကျွန်တော်လက်လွတ်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလာဆက်သမားတွေနော်ဆွေးနွေးကြပါဦးနောက်ထပ်အပြောင်းအချွေကပါလိမ့်ရှိုံမလဲမန်ချက်စတာယူနိုက်တက်အနေနဲ့ပေါ့နော်အဲဒီအပြောင်းအချွေကာလာမှာအရင်နှစ်တူတဲ့ပို့ပြီးတော့ active ဖြစ်နေတယ်ဆိုပြီးတော့ဆိုနိုင်နေပေါ့နော် ဒါပေမဲ့လို့ဟိုကစားသမားတိုင်းနေရာတိုင်းတွေအပြေးလွှာအလင်းဆိုလိုရှာဖွေနေတာမျိုးတွေတော့မရှိဘူးပေါ့ဗျာ United ရဲ့လက်ရှိဦးစားပေးလှုပ်ဆောင်မှုတွေကအန်ပွင့်မူကိုအပြည့်သက်ခွင့်ယူမှုဖြစ်တယ်အန်ပွင့်မူကိုအပြည့်သက်ခွင့်ယူပေးတာနဲ့နောက်ထပ်တိုက်စစ်မှုတစ်ဦးကိုရောက်အောင်ခွင့်ယူဖို့ဖြစ်တယ်အဲ့ဒါပြီးပြီဆိုတာနဲ့ Resman White ရဲ့အနာဂတ်ကိုဖြည့်ရှင်းဖို့ဖြစ်တယ်ပေါ့နော်အဲ့ဒါတွေပြီးမှဝင်လေကစားမားတို့နော်ခန်စစ်တိုင်းခန်စစ်မှာခွင့်ယူဖို့တို့နော် နံပါတ်1ကုသမနေရာမှာအပြောင်းလဲအတွက်ခေါ်မခေါ်ဒါရီနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကစဉ်းစားသွားမှာဖြစ်တယ်ပေါ့နော် MOD ကတော့ Jason Wilcox နဲ့ Christopher Vivaldo ကိုအဲကိုရီးယားအသင်းကပေါ့နော် United ကငံနှုံးနဲ့ကျွန်တော်တို့က Atlantisan အာရုံနေတယ်ဆိုပြီးတော့ထောက်ပြထားပြီးတော့ကစားသမားအသစ်ခေါ်တဲ့နေရာမှာအဲ့ဒီလိုအပ်ချက်တွေကိုကျွန်တော်တို့ဖြည့်ပေးနိုင်တဲ့ကစားမမျိုး physically ရကျွန်တော်တို့ပေါ့နော် အပါစီရအောင်ကစားနေတဲ့ကစားမတွေ white area ထားပါတော့ဗျာကျွန်တော်တို့ ဟို wing backs တွေဆိုလို့ရှိရင်လည်း physically ရကျွန်တော်တို့ strong ဖြစ်တဲ့ကစားသမားတွေကိုပုံယူပေးစီလိုတယ်ဆိုပြီးတော့အတိပေးထားတယ်လို့ Jacob Span ကနေပြီးတော့ report လုပ်ထားတယ်ဆိုတော့ဒီနေရာမှာဟိုအန်ဘူမိုရဲ့အပြောင်းအရွှေ့ကအပြစ်တက်မှာပါဒါကကျွန်တော်တို့သိပြီးတော့ငင်းစရာမရှိဘူးပေါ့နော်အန်ဘူမိုရဲ့အပြောင်းအရွှေ့ကျွန်တော်အပြစ်တက်မယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တိုက်စစ်မှုတစ်ခုခေါ်ရမယ်အိုက်စစ်မှုတခုကညီကလို့တိတဲ့အတိုင်းပဲမဖြစ်မနေကျွန်တော်ခေါ်မရမှာပြီးရင် white line ရဲ့အနာဂတ်ပေါ့ white line အနာဂတ်ကအသင်းဘက်ကစဉ်းစားရတော့မှာဗျာတိတာပြက်ပြက်တသားဆိုလို့ ါတို့နောက်ထပ်တိုက်စင်ကူတူခေါ်မယ်။ Okay ဒါဆိုလို့ရှိရင် white line ကဘာလုပ်မလဲ။ရောင်းချမလားမရောင်းချဘူးလားဒါသူတို့ပြတ်တောင်းအောင်ဆုံးဖြတ်ရမှာကြတော့မှာ။ဘာလို့လဲဆိုတော့နောက်ထပ်တိုက်စင်ကူတူရောက်လာပြီဆိုရင်ကျွန်တော်တို့မှာအဲထားပါတော့ zigzag ရှိမယ်။ white line ကိုခဏဖယ်ထားရင်နော် zigzag ရှိမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့နည်းအာ chido ob ရှိမယ်။ chido ob ဟာတကယ်ကောင်းတဲ့တိုက်စင်ကူတယောက်သာရောက်လာမယ်ဆိုရင်သူ့ဘေးမှာနေပြီးတော့အဲ့တော့အကောင်ဆုံးတင်ယူနိုင်မယ့်ကစားသမားပါပြီးလို့ရှိရင်လည်း zigzag ကကြတော့မတူညီတဲ့ profile တိုက်စင်မှုမျိုးပေါ့နော် ဲ့လိုမျိုးဆိုတော့ခါကျတော့ zigzi ကိုထည့်ပြီးတော့ force nine ပုံစံတုံးကျင်နေဆိုလည်းပြဿနာမရှိဘူးအဲ့စမူစစ်စစ်နဲ့ပေါ့နော် center forward စစ်စစ်တွားကျင်နေပြဿနာမရှိဘူးလူငယ်ကစားမလေးကိုအချိန်ပေးကျင်နေပြဿနာမရှိဘူးအကယ်လို့ rest master ရှိနေတယ်နောက်ထပ်တိုက်စမူတယောက်လည်းရှိနေဦးမယ်ဆိုရင်ချီရိုအူဘီရဲ့အတွက်ကကျွန်တော်တို့နေမိနစ်ကစားခွင့်ရဖို့ကတအားကိုနှဲသွားမှာတအားကိုကျွန်တော်နှဲသွားမှာပူဆူတာကကျွန်တော်တို့ဒီယာဒီမှာပြည်တွင်းပြိုင်ပွဲတွေတော့ပဲကျွန်တော်ရှိတာအတင်းတော့ပြိုင်ပွဲ၃လေးခုကိုကစားနေရတဲ့ဆိုတဲ့အခြေအနေမျိုးမှာမရှိတော့ဘူး ဆိုတော့ OB နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော်တော်စဉ်းစားရမယ်ဟာငယ်သေးတာပဲဘာညာတော့မှန်နေတူတူလည်းပဲလူငယ်တွေအတွက်ပါပလန်ရှိမှအဆင်ပြေမှာဗျာဒီလားနော်ဆိုတော့ဒါကြောင့် Highland နဲ့ပတ်သက်လို့ကတော့အသင်းညီနဲ့လက်လွတ်မလားလက်မလွတ်ဘူးလားသူတို့ပြက်ပြက်တတဆုံးဖြတ်ပြီးတင်နေပြီပေါ့နော်နောက်ထပ်တိုက်စစ်မှုတဦးတယောက်ရောက်လာမယ်ဆိုရင်တော့သိကြတယ် Highland ကိုလက်လွတ်တာကပူပြီးတော့ဖြစ်တင်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့လည်းလို့အသင်းဘက်က Zixi နဲ့ပတ်သက်ပြီးတော့ကိုပဲအေးမပြတ်သားလေးတဲ့အချိန်မျိုးမှာ okay jojua 6g ကအပြောင်းအရွှေ့မှာတင်းတော့မထွက်တော့ဘူးဒါပေမဲ့လို့ ဖီဂျီအဆင်မပြေပဲနဲ့ပေါ့နော်ငါတို့ဝှိုက်လန်ကိုလည်းလက်လွတ်လိုက်တယ်ဆိုရင်တိုင်ပတ်သွားလိမ့်မယ်အဲ့တော့ဘယ်သူအဆင်ပြေမပြေစောင့်ကြည့်ကျင်သေးတယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲအဲ့ဒါပြီးမှကျွန်တော်အနေနဲ့ပေါ့နော်အဲကွင်းလေတို့ခန်းစစ်ပိုင်းတွေခေါ်ယူမှုတွေဂိုးသမားအသစ်ပြောင်းမပြောင်းတွေကိုစဉ်းစားမယ်ပေါ့နော်ဒါကြောင့်ဒီနေ့ကပေါ့နော်အသင်းအနေနဲ့ဒီတိုက်စစ်ပိုင်းတွေပြီးလို့ရှင်တော့ကွင်းလေခေါ်မခေါ်မဟုတ်တော့ဘူးဗျာဒီလားကွင်းလေဘယ်သူကိုခေါ်မလဲဆိုတာပဲဖြစ်နေတယ်ကွင်းလေဘယ်ချိန်ခေါ်မလဲဆိုတာပဲဖြစ်နေတယ်ကွင်းလေခေါ်မခေါ်ဆိုတာဖြစ်မနေတင်တော့ ခံစစ်ကတော့ခေါ်ရမယ်လို့မထင်ဘူးဘူးသမားလည်းအပြောင်းလဲဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ယောက်တော့ရောက်လာမှာပေါ့နော်ဘိုင်နာထွက်တယ်ဆိုလို့ရှိရင်တော့အတင်းဘက်ကဒီဒုတိယကီပါ second choice ကီပါတော့ကျွန်တော်ခေါ်မှာအဲကြောင့်အပြောင်းရွှေ့ဒီကိုကျွန်တော်တို့ကြည့်ရင်ဝင်းလင်ကခေါ်မခေါ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေလို့မရဘူးပေါ့နော်ဆိုတော့ကစားမားတွေကိုခေါ်တဲ့နေရာမှာလည်းဟို physically ကောင်းရမယ်လို့เนาะအမြန်အားမြန်နှုံးမြင်ရမယ်လို့ပြီးလို့ရှိရင် athleticism ဖြစ်ရမယ်လို့ဆိုတာ ကွန်ညာတို့ကျွန်တော်ဘယ်တော့အန်ဘူမူတို့ရဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်ကြည့်ရင်သိနိုင်တယ်။ကွန်ညာသည်မြန်နှုံးမြင့်တဲ့ကစားမ physically ရဲ့ကျွန်တော်ကောင်းတဲ့ခန္ဓာကိုယ်တို့လိုမျိုးပြည့်ပြည့်တည်တည်မဟုတ်ဘူးရ။သူကနေသူဟုတ်နေတာဗျဒီလား။ဆိုတော့ဘယ်တော့ဒါမှမဟုတ်ကျွန်တော်အနေနဲ့အတင်းဘက်ကကြည့်တဲ့ပို့ပြီးတော့ physical ဘက်ကကောင်းတဲ့ကစားမတွေ dominant ဖြစ်တဲ့ကစားမတွေကိုကျွန်တော်ခေါ်မှရမှာ။နော်ဆိုတော့ဒါကလည်းရှိမှာညပြအန်ဘူရင်းကတော့သူတောင်းဆိုထားတဲ့အရာတွေပေါ့လေ။နောက်တစ်ခုကကိုဘီမင်းနူးရဲ့အနာဂတ်ကဘာလုပ်မလဲကျွန်တော်တို့တေချာအတင်းဘက်ကပေါ့နော်။ဒီပြူပြူဘလုံးတွေးမှရတော့မှာဗျာ။ တွေးမှရတော့မှာဘာလို့လဲဆိုတော့အခုကမိန်းနူးနဲ့ပတ်သက်လို့ရှိရင်ဗောနော်မိန်းနူးနဲ့ပတ်သက်လို့ရှိရင်ဟိုဘယ်လိုပြောမလို့ဘာမှမသိရသေးဘူးနံပါတ်1 MODIN ရဲ့လက်အောက်မှာလည်းမိန်းနူးရဲ့ role ကဘာဖြစ်လာမလဲကျွန်တော်မသိရဘူးမသိရသေးဘူးเนาะ MODIN ရဲ့လက်အောက်မှာပြီးလို့ရှိရင်လည်းပဲကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလို့ copy menu ကိုငါတို့ရောင်းမလားမရောင်းဘူးလားမသိရသေးဘူး menu ကနံပါတ်10 room မှာကစားမှာလား ananas နဲ့ menu တွဲလို့မရဘူးကွင်းလင်ကမလိမ့်ဘူးเนาะဘဝပြတ်သွားလိမ့်မယ်ဆိုတော့အဆင်မပြေဘူးဗျာတိလား copy menu ရဲ့အနာဂတ် copy menu ရဲ့ plan ပုံမင်းနူးအတွက်ပလန်ပေါ့နော်အမ်ဘိုရင်ဘလူးစီစဉ်ထားလဲဘာမှမသိရအောင်ရောင်းမှလားကျွန်တော်ကတော့ရောင်းရင်တော့တော်တော်ကိုဟိုမဖြစ်သင့်ဘူးပေါ့နော်ဂနာချူရောင်းလာတော့အမှန်တမ်းပြောတော်တော်နှမျောနေပြီအော်သူ့ရဲ့ attitude ဘိုင်းတွေဘာတွေကြောက်တာနားလဲပြီးတော့ okay ပြဿနာမရှိဘူးရောင်းလို့ရတယ်ဆိုပြီးတော့ကျွန်တော်တွေးထားတာအကြီးသေးမြင့်လူငယ်ကစားမားလေးတွေပို့ပြီးတော့ကောင်းလာနိုင်တဲ့ကစားမားလေးတွေဆိုတော့တော်တော်နှမျောတယ်အခု main နူးကလည်းအဲ့လိုပဲကိုဗီ main နူးဒီအတင်းမှာနောက်တဲ့10နှစ်လောက်ဆက်ထားလို့ရတဲ့ကစားမား MOD နောက်ထပ်3နှစ်3နှစ်ပြည့်အောင်တော့အတင်းမှာဆက်ရှိပါမလားကျွန်တော်မသေးကြဘူး ဟုတ်တယ်မလားနော်ဆိုတော့ဒါကြောင့်အချင်းကြီးကိုကျွန်တော်ကြည့်ရင်အချင်းကြီးကိုကျွန်တော်ကြည့်ရင်တော်တော်လေးတော့စိတ်ပူကိုကောင်းနေပါတော့ menu နဲ့ပတ်သက်တဲ့အနာဂတ်ကအတင်းဘက်ကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တော့ချရမယ်ဒါပေမဲ့လို့ရောင်းချဖို့ကြိုးပမ်းသွားမလားဘာလားလဲကျွန်တော်စောင့်ကြည့်ရအောင်ပါကွင်းလေကအပြောင်းလဲလုံးမရမှာဒါပေမဲ့လို့ကက်ဆမဲတို့ဘာလို့ကိုအပြောင်းလဲလုံးရမှာဗျာဒီလားနော် menu တို့ကိုအပြောင်းလဲလုံးရမယ်လို့ကျွန်တော်မထင်ဘူး ခုနကကျွန်တော်ကြည့်ရမှာပေါ့လေနော်အသင်းဘက်ကကျွန်တော်ဒါဘလို့အပြောင်းရွှေ့တွေကျွန်တော်ဆက်ပြီးတော့လုတ်လာမလဲဆိုတာတော့ okay ပါဆိုတော့ဒီနေ့မနက်ကတော့အများကြီးထူးခြားတာတွေကျွန်တော်မရှိသေးဘူးပေါ့နော်ဆိုတော့ကြည်နေတဲ့ညီကလေးလည်းကျွန်တော်ဒါခုနရာလေးပါရှိပါတယ်တရားချင်းစီတန်းကိုကျေးဇူးများကြီးပါတယ်ဆိုတော့ channel က subscriber 23000ကိုကျွန်တော်ကျော်လာပါပြီဆိုတော့23000ကျွန်တော်ဘယ်တော့ပြင်မလဲစောင့်ကြည့်ရမယ်ပေါ့နော်အကယ်လို့ channel လေးကို subscribe နေရသေးဘူးဆိုရင်နေ့ပြီးတော့တောင်းဆိုပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှပြန်ပြီးတော့တွေ့ပါမယ်ညီကလေးကြီးကျေးဇူးအားပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးပါတယ်